တရုတ်ရဲ့ရန်လုံမှုကိုကင်တွယ်ဖြေရှင်းရမှာဂျပန်ဟာမရှိမဖြစ်လိုအပ်တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ကမလတ်30ရက်မှာပြောကြားခဲ့ကြောင်းရိုက်တာကဖော်ပြခဲ့ပါတယ်။အမေရိကန်ဟာထိုင်ဝမ်ရေလက်ကြားအပါအဝင်ဒေသတွေမှာယုံကြည်စိတ်ချရတဲ့အချင်းချောက်အဟန်တားကိုထူထောင်နေချိန်မှာဂျပန်ရဲ့အခန့်ကဏ္ဍကိုအဲ့ဒီလိုပြောကြားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ကကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေကိုအတိတ်ပဲဖွင့်ဆိုပေးတဲ့စစ်သူရဲကောင်စိတ်တက်ကိုမျှဝေထားပါတယ်လို့ဟက်ဆက်ကဂျပန်ကာကွယ်ရေးဝန်ကြီးဂျန်နာကာတာနီနဲ့တိုချိုမှာပြုလုပ်တဲ့အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။ဂျပန်ဟာအင်ဒိုပစိဖိတ်ဒေသတွေညဉ့်ဉျေးရေးနဲ့လုံခြုံရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်းဟဆက်ကပြောကြားခဲ့ပြီးတမရဒွန်နယ်ထရန့်ရဲ့အဆိုအရဟာအရင်ကအဆိုအရတွေလိုပဲသူ့ရဲ့အဓိကအာရှမဟာမိတ်ဖြစ်တဲ့ဂျပန်နဲ့နီကတ်စွာဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဂျပန်မှာအမေရိကန်စစ်သား9000ဝန်းကျင်နဲ့တိုက်လီယံအုပ်စုတွေတပ်ဆွဲထားပြီးတရုတ်စစ်ရင်အားကိုတုတ်ပြန်တဲ့အနေနဲ့ကီလိုမီတာ3000ခန့်ရှိတဲ့ဂျပန်ကျွန်းစုတစ်လျှောက်လေရင်တင်တင်မောဥဆောင်တဲ့တိုက်ခိုက်ရေးစစ်တင်မောအုပ်စုကိုဖြန့်ကျက်ချထားပါတယ်ဟဆက်ဟာဖေဗူလာကဥရောပမဟာမိတ်နိုင်ငံတွေကိုဝေဖန်ခဲ့ပြီးအမေရိကန်ရဲ့လုံခြုံရေးထောက်ပံ့မှုကအမျက်ရှိနေလိမ့်မယ်လို့မြူဆထားတဲ့ကြောင်းဥရောပ နိုင်ငံတွေကိုပြောကြားခဲ့တဲ့နောက်အခုကာမှာဂျပန်ကိုချီးကျူးခဲ့တာဖြစ်ပါတယ်ပထမဆုံးတရားဝင်ခီးစဉ်ဖြစ်အာရှကိုရောက်ရှိနေတဲ့ဟတ်ဆာဟာဖိလစ်ပိုင်နိုင်ငံကိုတွားရောက်ခဲ့ပြီးတဲ့နောက်ဂျပန်နိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်မလ29ရက်ကဟတ်ဆာဟာဒုရကဘာစစ်အတွင်းအမေရိကန်နဲ့ဂျပန်တပ်ဖွဲ့တွေအကြားတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့တဲ့အိုင်ဝူကြီးမားကျွန်းပေါ်မှာပြုလုပ်တဲ့အောက်မေ့ပွဲအခမ်းအနားကိုတက်ရောက်ခဲ့ပါတယ်